မင်္ဂလာပါခင်ဗျာလေဗန်ရုဒရဲ့ညနေခင်းသတင်းတွေကိုစတင်ပြီးတော့တက်ဆက်ပေးသွားပါတော့မယ်ဒီနေ့မှတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့သတင်းကျွတ်လာပြည်နေအဘိဓမ္မာအခါတော်နေ့မှာရန်ကုန်မြို့မှာရှိတဲ့ရွှေဒဂုံစီတီတော်နဲ့မန္တလေးမြို့မှာရှိတဲ့မဟာမုနိဘုရားကြီးစီကိုလာရောက်ဖူးမြော်ကုသပြုသူများပြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးညနေခင်းသတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသတင်းအပြင်ကျိုက်တူမြို့ကနေရန်ကုန်ကိုဖျားဖူးလာတဲ့မီနီဘက်ယာဉ်တစ်စီးဘရိတ်ပေါက်ပြီးတိတ်မောက်ရ16ဦးထဏ်ရရှိတဲ့ဆိုတဲ့သတင်းရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာ ယူရိမာရှိတဲ့ခြောက်နှုတ်ပိုင်းနဲ့တခြားနျူကလ িয়ার ဆဲလ်တွေအတွက်အနေနဲ့ရှီချောင်းယူကရိန်းသမ္မတဇယ်လန်စကီပြောကြားတဲ့ဆိုတဲ့သတင်းလက်ရှိအချိန်မှာအကောင်းဆုံးပုံစံရရှိနေတယ်လို့ဟာလန်ကြုံရတဲ့ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သတင်းကျော်လှပြင်းနေတဲ့ပြည်ထမအခါတော်နေ့မှာရန်ကုန်မြို့မှာရှိတဲ့ရွှေတကုန်းစီရီတော်နဲ့မန္တလေးမြို့မှာရှိတဲ့မဟာမုနိဖရာကြီးစီမှာလာရောက်ဖူးမြော်ကုသပြုသူများပြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရင်ကျလာပြင်းရဲ့ပြီးတော့မှခါရော်နေ့မှာရန်ကုန်မြို့မှာရှိတဲ့ရွှေတကုံစီတီတော်နဲ့နန္ဒလေးမြို့မှာရှိတဲ့မဟာမုနိဘုရားကြီးစီကိုလာရောက်ပူးမြော်ကုသိုလ်ပြုသူများပြားခဲ့ကြောင်းသိရပါဗျ။ 1389ခုနှစ်တရင်ကျွလာပြည်နယ်အော်တိုဘာလ6ရက်နေ့မှာဖြေကုံစီတော်ကိုဖျားဖူးလာရောက်သူတွေမြှပြခဲ့ပြီးကုတူပြုသူတွေနဲ့စီကားခဲ့ကြောင်းသိရပါတယ်။ရွှေကုံစီတော်မှာအဘိဓမ္မာအခါတော်နဲ့တိလခံယူပွဲနဲ့စံသိအောင်ပွဲအခမ်းအနားတို့ကိုကျင်းပခဲ့ကြောင်းလည်းသိရပါဗျ။အဲ့လိုပဲမန္တလေးမြို့ရဲ့အထင်ကရမဟာမုနိဖရာကြီးကိုလာရောက်ဖူးမြော်သူတွေနဲ့စီကားခဲ့ကြောင်းသိရပါဗျ။ မနက်ပိုင်းမှာမဟာမုနိရွှေရှင်တော်ကိုမျက်နှာတော်တစ်ချင်း၊လာရဖုံမြော့သူတွေကရွှေသင်္ကန်းကတ်ချင်းပန်းစွမ်းခဲပွေဘောဇင်တို့စက္ကတ်လှကန်းချင်းငါးစာလိပ်စာကျူးချင်းတို့နဲ့ကုသိုလ်ယူခဲ့ကြပါရယ်။တရင်ကျော်လာပြင်းနေဟာမြန်မာလူမျိုးတို့ရဲ့နေထိုးနေမြတ်ဖြစ်ပြီးရုံးပိရဲ့ចောင်းပိရဲ့လည်းဖြစ်တာကြောင့်မန္တလေးမြို့မှာရှိတဲ့မန္တလေးတောင်ကုသိုလ်တော်ဖရာကျောက်တော်ကြီးဖရာတွေနဲ့မြို့ရင်းဖရာတွေမှလည်းလာရဖုံမြော့သူတွေနဲ့စီကားခဲ့ကြောင်းသိရပါရယ်။နောက်ထပ်တဲ့တဲ့ဘုံအနေနဲ့ ကျိုက်သူမျိုးကနေရန်ကုန်မြို့ကိုဖျားဘူးလာတဲ့မီနီဗက်ရှင်ဒစီဘရိတ်ပေါက်ပြီးတိမောက်ခဲ့ရ16ဒဏ်ရာရှိရဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ကျိုက်သူမျိုးကနေရန်ကုန်မြို့ကိုဖျားဘူးလာရောက်တဲ့မီနီဗက်ရှင်ဒစီဘရိတ်ပေါက်ပြီးတိမောက်ခဲ့ရ16ဒဏ်ရာရှိခဲ့တယ်လို့ရှင်တန်ကြီးကုညီမှုအသင်းစီကနေသိရပါဗျာ။ အော်တိုဘလ9ရက်နေ့ညနေ6:30မိနစ်ကကြိုက်သူမျိုးကနေရန်ကုန်ကိုဖျားဖူးလာရောက်တဲ့ခီးသည်တေမီနီဘက်ရင်းစည်းဟာလေကူးမတ်စတိုကိတ်အနီမှာဘရိတ်ပေါက်ပြီးလမ်းဘေဘက်အချမ်းမှရှိတဲ့ပလက်ဖောင်းနဲ့အကရန်တွေကိုကြော်ကလမ်းမကိုရောက်ရှိပြီးတိမ်မောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရင်းတိမ်မောက်မှုကြောင့်ရင်ပေါ်မှာလိုက်ပါလာသူတွေအနက်အမျိုးသားတအုပ်နဲ့အမျိုးသမီး15ရူဟာမဆိုးရင်ရဒဏ်ရရရှိခဲ့ကြောင်းနဲ့ဒဏ်ရရရှိသူတွေကိုလေကူးဆေးရုံကြီးကိုပို့ဆောင်ပေးလိုက်ကြောင်းသိရပါတယ်။ အခင်းမြစ်နေရာကိုလေကူပရာဟိတကွန်ရမကျက်ရှင်နေတွေအပါအဝင်လူနာတရင်၅စီးထောက်ချန့်ကွန်ရမလူနာတရင်၂စီး WHO နဲ့01အဖွဲ့မှခရီးသည်တင်ရင်း၄စီးနဲ့တွားရကွန်ကြီးပေးခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာယူကရိန်းမှာရှိတဲ့ချာနိုဗိုင်းနဲ့တခြားနျူကလ িয়ার ဆဲလ်တွေအတွက်အန္တရာယ်ရှိတယ်လို့ယူကရိန်းသမ္မတဆယ်လန်စကီပြောကြားတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ် ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာယူကရိန်းမှာရှိတဲ့ခြားနိုဘိုင်းနဲ့တခြားနျူကလ িয়ার စေယုံတွေအတွက်အန္တရာယ်ရှိတယ်လို့ယူကရိန်းသမ္မတဇယ်လန်စကီကပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့လက်စစ်တာဖြန့်ဖြူးတဲ့စနစ်ကိုပုံချဲတိုက်ခိုက်နေတဲ့ရုရှားရဲ့တိုက်ခိုက်မှုတွေဟာအလွန်ဆိုးဝါးပြင်းထန်လာတယ်လို့သူကဆိုပါတယ်။ယူကရိန်းနိုင်ငံမြောက်ပိုင်းမှာ1986ခုနှစ်ကမတော်တဆပတ်ကွေးမှုဖြစ်ပွားခဲ့တဲ့ချာနိုဘိုင်းနျူကလ িয়ার ဆက်ရုံမှာဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့်လက်စစ်တအား3နိုင်ကျော်ကြာပြတ်တောက်ခဲ့ပြီးနောက်ဇယ်လန်စကီရဲ့မှတ်ချက်စကားထုတ်ပေါ်လာတာဖြစ်ပါတယ် လွန်ခဲ့တဲ့သတင်းပတ်ကျော်ကယူကရိန်းနိုင်ငံအရှိတောင်ပိုင်းမှာရှိတဲ့ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ဇာပိုရီရှားနျူကလ িয়ার စက်ရုံမှာဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်လက်ရှိတပ်အားဖြန့်ဖြူးတဲ့စနစ်ပြတ်တောက်ခဲ့ပါတယ်။လက်ရှိအချိန်မှာချာနိုဘိုင်းနဲ့ဇာပိုရီရှားနျူကလ িয়ার ဓာတ်ပိစက်ရုံနှစ်ရုံစလုံးဟာလက်ပတ်နိုင်တဲ့အဆင့်မှမရှိတော့လဲနျူကလ িয়ার မတော်တဆမှုမျိုးမဖြစ်ပွားစေဖို့အေးအေးခံတဲ့စနစ်ကိုစောင့်ဖွင့်ထားဖို့အတွက်တည်ငြိမ်တဲ့စိုင်းရင်အထောက်အပံ့လိုအပ်နေပါတယ်။ ချာနိုဝိုင်းနျူကလ িয়ার ဆက်ရုံမှာလက်စစ်တာပြတ်တောက်မှုကြောင့်အဲ့ဒီဆက်ရုံမှာတက်ဆင်ထားတဲ့ကုလသမဂ္ဂရဲ့နိုင်ငံတကာအမှုပြုစွမ်းရည်အေဂျင်စီ IAEA ရဲ့ရေဒီယိုဒက်တတုကြွမှုအဆင့်ကိုစောင့်ကြည့်တဲ့စနစ်တွေရပ်တန့်သွားပေရှိပါတယ်။ ရုရှားကရေဒီယိုတတိကြွမှုဖြစ်စဉ်တွေရဲ့ချင်းချောက်မှုကိုရေကျက်ရှိရှိဖန်တီးနေတာပါ။နေ့စဉ်နေ့တိုင်းရုရှားကကျွန်တော်တို့ရဲ့နျူကလ িয়ার လုံခြုံရေးပအဝင်စိုင်းရင်စက်ရုံတွေကိုတိုက်ခိုက်နေတာကကမ္ဘာလုံးဆိုင်ရာချင်းချောက်မှုတစ်ခုဖြစ်နေပါတယ်လို့ဇလန်စကီကဆိုခဲ့ပါတယ်။ဒါ့အပြင်ဇလန်စကီက IAEA အဖွဲ့နဲ့အဲ့ဒီအဖွဲ့အကြီးကြီးရာဖီမာရီယာနိုဂရော့စီကိုလည်းထိုအနေတွေကိုတုံ့ပြန်ဆောင်ရွက်မှာအားနည်းချောင်းဝေဖန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လက်ရှိချိန်မှာအကောင်းဆုံးပုံစံရရှိနေတယ်လို့ဟာလန်ကြုံရတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ မန်စီးတီးသင်းရဲ့နိုဝေတိုက်စင်မူဟာလန်ဟာလက်ရှိချိန်မှာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံရရှိနေတယ်လို့ကြုံမှပြောဆိုခဲ့ပါတယ်။ ာလန်ဟာဒီယာဒီမာမန်စီးတီးသင်းအတွက်၉ပွဲကစားထားပြီး၁၂ဂိုးတွင်းယူထားသလိုနော်ဝေလေးစင်စင်အတွက်၂ပွဲမှာ၆ဂိုးတွင်းယူထားတာကြောင့်ပြိုင်ပွဲစုံ၁၇ပွဲမှာ၁၈ဂိုးအထိတွင်းယူထားနိုင်ပါတယ်။ဟာလန်အနေနဲ့အခုယာဒီမာစပါးသင်းကိုရှုံးနေခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာသာဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီးကျန်တဲ့ပွဲစဉ်အလုံးမှာဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဂလတ်နဲ့လေးစင်နှစ်မျိုးပေါင်းအတွက်၉ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာကဟာလန်ရဲ့ကစားသမားဘဝမှာပွဲဆက်အများဆုံးဂိုးသွင်းမှတ်တမ်းဖြစ်နေကြောင်းလည်းသိရပါတယ်။ အခုလုံနိုင်တာထက်ပိုကောင်းအောင်လုံနိုင်ခဲ့တယ်လို့ကျွန်တော်ဘယ်တော့မှမခံစားခဲ့ရဘူးပါဘူးပထမဆုံးအချက်ကပွဲကစားမှုအသင်းဖြစ်နေအောင်ပြင်ဆင်နိုင်မှုကြောင့်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခမည်းအနေနဲ့ရုပ်ပိုင်းဆိုင်ရာရအသင်းဖြစ်နိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာအရာလည်းကောင်းမွန်နေဖို့လိုအပ်ပါတယ်အယူအဆဆုံးပြောရရင်ကလေးတယောက်ရှိလာတာကလည်းကျွန်တော်ကိုပိုကောင်းစေပါတယ်ကျွန်တော်ဘလုံးအကြောင်းအချိန်တိုင်းမတွေးပြတ်တော့ပါဘူးလို့ဟာလန်ကတုံ့တက်ပြောကြားခဲ့ပါတယ်အလဘယုတ်တဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ